ဒီကနေ့ဇော်လာ25ရက်နေ့အထိဆိုရင်စကိုင်းငလျင်လုတ်ခတ်ခဲ့တာသုံးလနေပါရှိလာနေပါပြီ။ငလျင်သတင်းတွေနဲ့ပတ်သက်လို့ဘာတွေထူခြားတာရှိနေပါသလဲ။စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကရောဘလို့အခြေအနေရှိနေပါသလဲ။ဒါတွေနဲ့ပတ်သက်လို့သတင်းရယူနေတဲ့ TV ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်။ဟုတ်ကဲ့ပါတီဗီရဲ့ဒီကနေ့မှာရောငလျင်အပောင်ဝဲတဘာဝဘေးနဲ့ပတ်သက်ပြီးတော့ဘာတွေထူကြတာရှိနေပါသလဲရှင့် ဟုတ်ကဲ့ပါရှင်ဒီပြီးခဲ့တဲ့ match လ28ရက်နေ့ကစကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာဒီကနေ့ဇွန်လ25ရက်နေ့ဆိုရင်တော့3လနေပါရှိနေပါပြီရှင်ဒါပေမဲ့လည်းငလင်ဘေးတင်ဒေတာတွေမှာတော့ရှာဖွေကြဆဲရဲ့လုတ်ကင်ပေးနေသူတွေကတော့ဆက်လက်ရှာဖွေနေပြီးတော့တည်ဆုံးသူတွေရဲ့ရုပ်လောင်းတွေကလည်းဆက်လက် တွေ့ရှိနေရဆဲဖြစ်ပါတယ်ရှင်။ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကတော့အဆင်မပြေသေးဘူးလို့လည်းသိရပါတယ်ရှင်။ဒီကနေ့ဇွန်လ25ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်2နာရီချိန်မှာလဲမန္တလေးတိုင်းပြည်ဦးလွင်မြို့ရဲ့အနောက်မြောက်ဘက်ပေါ်တော့30ကီလိုမီတာအကွာညရောက်20ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အား Richter scale 4.4အဆင်ရှိတဲ့ငလင်ငယ်တစ်ခုလည်းထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မှာရောစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့တခြားထူးခြားသတင်းတွေအရှင်းလေးပြောပြပေးပါအောင်ရှင့် ဟုတ်ကဲ့ပါရှင်။မနေ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ပေါ့နော်။ရွှေသွန်းကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီကဘုံအလုံးရေ80ကျော်ကျဲချခဲ့တယ်လို့ဒနီပီတူးလူမျိုးရေးတက်တော် DPA ကဒီကနေ့ဇွန်လ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့မှာလည်းကရင်ပြည်နယ်မော်ချီမြို့တောင်မော်ရွာကိုပေါ့နော်လေကြောင်းတိုက်ခိုက်မှုလို့တို့ပြည်သူ9ယောက်တည်ဆုံးခဲ့တယ်လို့လည်းသိရပါတယ်ရှင်။စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုတ်လုံနေပေမဲ့လည်းတစ်ဖက်မှာလည်းနေပြီးတော့မှာပေါ့နော်စစ်ကောင်စီကဥဆောင်ပြီးတော့ငြင်းချင်ရေးဆွေးနွေးပွဲပြုတ်လုံနေပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါဦးမယ်